ဒီကနေ့ကမင်းမြန်မာစာချန်နယ်ကနေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကျမတို့မြန်မာတွေနေစဉ်ရေးသားသုံးဆွဲနေတဲ့မြန်မာစာမြန်မာစကားတွေကစေဝင်စားဖို့ကောင်းတဲ့အနက်တူပြီးအတန်ခွဲတဲ့ကျောင်းတူတန်ခွဲစကလုံးတွေနဲ့အတန်တွဲချင်းတူပြီးအနက်ခွဲတဲ့တန်တူကျောင်းခွဲစကလုံးတွေအကြောင်းပဲဖြစ်ပါတယ်မြန်မာဘာသာစကားနယ်ပယ်မှာကျောင်းတူတန်ခွဲအနေနဲ့အများနာလေထားကြသုံးဆွဲနေကြတဲ့စကားတွေများကြီးရှိပါတယ်နမူနာပြရရင်ပျော်နေရှင်ပျော်နေဆို ကံနဲ့ကြမဆင်းရဲနဲ့ဒုက္ခအလူနဲ့ဒါနစာဓာရီဟာမြန်မာလူနေစဉ်သုံးစကားတွေတဲ့တွေ့ရတဲ့အကြောင်းတူတန်ခွဲတွေပဲဖြစ်ပါရဲ့ရှင်။အင်းနဲ့ချမ်းဟာအနဲ့တူလို့ဆိုနိုင်တာကြောင့်အီလိုက်တာလို့ပြောမယ့်နေရာမှာချမ်းလိုက်တာလို့အစာတို့သုံးဆွဲနိုင်ပေမယ့်ရေအေးအေးတစ်ခွက်ပေးပါလို့ပြောရမယ့်နေရာမှာရေချမ်းချမ်းတစ်ခွက်ပေးပါလို့ပြောလိုက်ရင်တော့ရည်စရာဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်အစားတို့လည်းလည်းသုံးဆွဲတာဟာလေရတဲ့နေရာမှာရပြီးမရတဲ့နေရာမှာမရတာကိုတွေ့မြင်ရတာကြောင့်နေစဉ်သုံးစကားနဲ့ပဲမှာတော့ထတ်တူထတ်များတူတဲ့အကြောင်းတူတန်ခွဲဟာအမှန်တကယ်ရှားပါတဲ့အကြောင်းတွေ့နိုင်ပါရဲ့ရှင်။တန်တူချောင်းခွဲရီဟာအနေတိတ်ပဲခွဲပြီးမဲ့အတန်တူရာကြောင့်ရှုပ်ထွေးလာရဖြစ်တတ်တဲ့အကြောင်းဆရာကြီးမောင်ခင်မင်းကစိတ်တကူရုပ်ကိုယ်စေကိုဒါတကားဆောင်တင်ပြထားပါရဲ့ရှင်။တခုရုပ်90ဆိုတာ89ခုဖြစ်ပြီးပါဠိစကားဧကုဏနာဝတီကိုတိုက်ရိုက်မြန်မာပြန်ထားတာဖြစ်တာကြောင့်စိတ်89ခုလို့အနေရတဲ့စကားပါ။ ဒါပေမဲ့ရုပ်ဟာရုံနဲ့တန်တူကြောင်းကွဲဖြစ်နေတဲ့အပြင်ရုပ်ကလည်းစိတ်နဲ့ဆက်သွင်းနေပြန်တာကြောင့်စိတ်တခုရုပ်60လို့အမှန်မှားပြီးစိတ်ကတခုနဲ့ရုပ်က60တောင်ရှိတယ်လို့အလွယ်လွယ်မှားမှားပြောနေကြတာပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့ရုံနဲ့ရုပ်ဟာတန်တူကြောင်းကွဲစကလုံးနေဖြစ်နေတာကြောင့်ပါပဲ။